ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိတ်ထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ26ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာ ကြံဖန်ပြီးတော့ငွေကုန်ကြေးကြတွေကတအားကြီးကိုများနေတတ်တယ်ရှီလိုအပေါက်ရှာပြီးတော့ငွေကြီးတွေလည်းထွက်တာတွေတအားများတတ်တယ်အလုတ်ထဲမှာလည်းကိုကိုအတိုက်အခံအတိုက်အခါအနောက်ရှက်ပြီးတဲ့သူတွေနဲ့တာကြုံရတတ်တယ်အိမ်နွေးရေးမှာလည်းမตาမယာကြီးဖြစ်နေတတ်တယ်တအိမ်လုံးနဲ့တယောက်ဆိုသူလိုမျိုးတွေဒီနေ့အတွက်ဖြစ်နေတတ်တယ် ကျမ်းမာရေးအနေနဲ့ဘိုက်အောင်တဲ့ဘိုင်းနာတဲ့ဝေဒနာမျိုးတွေခံစားရတဲ့တဲ့ချစ်သူစီမလည်းမင်္ဂလာတည်တည်တည်ကောင်းကြရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့သုံးဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်မှာအနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာလိမ္မော်ရေကလူပြားမှာဖြစ်ပါတယ်ရှင်